ထမောင်နဲ့ကလုံးရိုးနေလေးကိုကြော်ပြီးတော့စားကြံသေးတာဗျ။ငိုင်းချက်တဲ့အချိန်မှာပိုစားကောင်းအောင်နေလေးတစ်ခုကျွန်တော်ပြပြ။ Timmy Wee ။ရာသီဦးတို့ကလည်းအိုက်ဆက်ဆက်ကြီးမိုးကလည်းရွာနေတာဒါပေမဲ့ပူကလည်းပုံနေသေးရပါ။အမေဒီလိုရာသီဥတုမှာအသီးရွက်တွေကအရန်ပေါ်ရလေအဲကျွန်တော်ကဒီလိုအသီးရွက်နုနုလေးတွေပေါ်လို့ရှိရင်ထူးဆန်းတဲ့အသီးရွက်တွေမဟုတ်ဘဲနဲ့ချမောင်နဲ့ ကစုံရိုးနေလေးကိုကြော်ပြီးတော့စားကျင်တည်တာဗျ။ချင်မောင်နဲ့ကစုံရိုးနေလေးဆိုရင်မပါမဖြစ်တိုးစီရကပူစီနံမယ်။ပူစီနံလေးနဲ့သာစားလုံးဝအောင်ထိမိပြီးထမင်းစားမယ်မှသိကြတယ်။ချင်မောင်နဲ့ကစုံရိုးနေလေးကိုပထမအောင်ဆုံးကျက်သွန်နေလေးပပလီပြီးတော့စီတက်လိုက်။ပြီးရင်ကျက်သွန်ဖြူလေးပါထည့်။ပြီးရင်ထုံးစံတိုင်းစီတက်တဲ့ဆိုတော့မြူတီစိမ့်မုတ်တို့စနေမုတ်တို့ပေါ့ဗျာ။ပြီးရင်ကျွန်တော်ကတခြားပဇွန်တွေပါရင်မထည့်ဘဲနဲ့အိမ်မှာရှိနေတဲ့ပဇွန်ကြောက်လေးကိုပဲထောင်းပြီးတော့ထည့်လိုက်တယ်။ ပြီးတော့မှငပီစိမ်းစားကောင်းကောင်းလေးကိုလည်းထည့်ပြီးတခါတည်းစီတက်လိုက်အားလုံးစီတက်ပြီးအနံလေးမွှေးလာပြီဆိုလို့ရှိရင်ခွဲချမ်းပတ်လေးပါထည့်လိုက်တယ်ခွဲချမ်းပတ်လေးပါမှထီတီမိမိလေးနဲ့စားလို့ကောင်းပါလိမ့်ပြီးတော့မှချင်မောင်နေထည့်ပေါ့လေချင်မောင်ကိုကြည်သွားအောင်လို့ကျွန်တော်ကတော့ရောင်းမနဲ့နာနာလေးမှုန်ပေးလိုက်တာပဲချင်မောင်မှုန်နေရင်းနဲ့ရည်လေးနဲ့နဲ့ထည့်ပေါ့ချင်မောင်လည်းကြည်သွားပြီဆိုတော့မှကလုံးရုံးနေလေးထည့်အရသာအတွက်လူစလူလိုက်ပေါ့လေငံပြာကြီးတို့အစားလို့ဟင်းရမုံတို့ထည့် ခြားကန်ဒီမားမမြေဦးသီးသိန်းကိုအတောက်လိုက်လေးထက်တိတိမိမိနဲ့ဆက်ဆက်လေးစားကျင်နေဆိုလို့ရှိရင်တော့မြေဦးသီးသိန်းကိုအတောက်လိုက်လေးကြိုက်စားပေါ့ဗျာအဲ့ဟင်းနဲ့လိုက်အောင်လို့တော့ကျွန်တော်ကတခြားဟင်းတွေတော့တိတ်ပြီးတော့များများဆဆတော့อืมငါသားကျင်တော့ငါးဟင်းလေးကိုပဲချက်စားလိုက်ငါးဟင်းချက်တဲ့အချိန်မှာပိုစားကောင်းအောင်နီးလေးတစ်ခုကျွန်တော်ပြပြငါးဟင်းကိုစီတက်တဲ့အချိန်မှာစက်တော့အဖြစ်နေဂျင်းနေထောင်းကြတယ်ဟုတ်အဲအဲ့လိုနေရာမှာဂျင်းမထည့်ပဲနဲ့နန်းနန်းမင်းအမြင့်လေးကိုထည့်ပြီးထောင်းလိုက်တယ်အဲ့နေရာမှာပဲမြေဦးသီးအစိမ့်မုံပါထည့်ပြီးထောင်းပြီးရင်စီတက်ပေါ့လေ ်သင်ရဲ့အဲ့ချိန်မှာငံပြားရေးပါထည့်ပြီးစီသက်ဟင်းအစ်လေးရအောင်လို့ကျွန်တော်ကရေလေးထည့်ပြီးတော့ပပွက်ဆူအောင်တည်ထားပြီးတော့မှငါးကိုစားနဲ့စနင်းမုတ်နေထားတဲ့ငါးလေးထည့်ပြီးတော့ကျွန်တော်ကတည်ပြီးလိုက်တယ်ပဇုံအကွေးငါးအနှွေးဆိုတော့ငါခဏလေးနဲ့ကြက်တာပေါ့ဇလာဘီယာဆိုလို့ရှိရင်ကျွန်တော်ကကြော်စားတာလို့ကင်စားတာလို့ပဲလုပ်တာဆိုတော့ဒီနေ့တော့ကျွန်တော်ကဇလာဘီယာလေးကိုဝဲပြီးရင်အသားလေးသွာပြီးတော့ချက်လိုက်တယ်အိမ်မှာလည်းတူလေးနဲ့တူမလေးရှိတော့ငါးဆိုလို့ရှိရင်အယိုးများတယ်လို့မကောင်းဘူးလို့မစားခြင်းဘူးလို့ရှိတော့သူတို့ငါးလေးကိုအရသာရှိရှိထမင်းနဲ့နေစားလို့ရအောင် စီချံရေချံလေးချက်ပေးလိုက်တယ်ပြို့ပြီးတော့မှနာနာမင်းမင်းများလေးအုပ်မယ်ပေါ့လေဒီနေ့ကတော့ချင်မောင်ကစိုးရိုးနေနေဆိုတော့ကျွန်တော်ကငပိရီဘာလေးမထည့်တော့ဘူးခမင်းကိုချင်မောင်ကစိုးရိုးနေလေးနဲ့နဲပြီးရင်ထိထိမိမိလေးဖြစ်အောင်ပထမဆုံးအလုပ်မှာငွေဦးသေးသေးလေးထည့်ပြီးတော့ပြွေးလိုက်အမလီကောင်းလိုက်တာပြောရင်းနဲ့အောင်တည်ကြ ။စီချံရေချံလေးထပ်ထားတဲ့ငါးရင်းလေးကိုအရေးလေးဆက်တေချာလေးနေပြီးငါးအဖက်လေးတစ်ဖက်ကောက်ဝါပြီးတော့စား။အရန်ကောင်းငါးဟင်းနဲ့လိုက်တာကတော့ဘူးညွန့်တို့၊ဘာညွန့်တို့အဲတို့စားပေါ့လေ။အရန်ကောင်းတာအဲ့လိုတို့စရာဆိုရင် ပြီးတော့မှချင်းမောင်ကစုံယုံနီလေးနဲ့네ဖတ်ပြီးတော့ပူစီနန်လေးမြုပ်ပြီးရင်စားချင်းမောင်ကစုံယုံနီကျော်နဲ့ပူစီနန်တို့တရားအရန်လိုက်ဖတ်တာနောက်နေ့ကျရင်စားကြည့်နော်ပြောရင်းနဲ့တော့တည်ရကြပါရဲ့ဗျာပြီးငါးဟင်းလေးထက်ခရမ်းချိုသေးလေးကိုက်ငါးဟင်းလေးစားအဲဘုံညုံပြုတ်လေးတို့နာဟင်းလေးနဲ့နေနှက်နာဟင်းရဲ့အရသာချူချူလေးကလည်းစားလို့အရန်ကောင်းချင်မောင်ကစုံယုံနေချင်းချင်းဆက်ဆက်တိတိမိမိလေးကလည်းအရန်ကောင်း ရှယ်ပဲနော်အိမ်ပြန်ရောက်ရင်တော့ချက်သားလိုက်အောင်ထင်မှာကိုလုံးရုံးနေကြော်နဲ့နားဟင်းနေရတော့လုံးဝကွက်တိမဆီပဲနေဖက်စားလိုက်တာတပတ်ကံကိုကုန်းလို့ကို့အတွင်းနဲ့ကိုတော့ဟုတ်နေရပဲပြို့အခုကတော့မီတင်နေပြီးသွားပြီဆိုတော့အိမ်ပြန်ပြီးတော့အဲ့လိုလေးချက်သားကြည့်လိုက်အောင်ပဲအိမ်ရောက်တော့မှမိုးအုပ်လေးနဲ့ခမင်းဘွားလေးစားပြီးတော့တရေနှက်လိုက်တော့မယ်ပြို့နောက်နေ့ကျရင်ကျွန်တော်ပြောစလို့လေးချက်သားကြည့်အောင်နော်အဲ့လိုအရန်ကောင်းမှသိကြတယ်